ဟယ်လိုချစ်ရတဲ့ baby family မိသားစုတွေအားလုံးပဲမင်္ဂလာနေ့လည်ခင်ပါခင်ဗျာကျွန်တော်ရဲ့ big boss reaction channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် November လ9ရက်နေ့ရက်နေ့လည်ပိုင်းသတင်းတွေကိုကျွန်တော်ရဲ့သူတို့အပြင်မှာကြည့်ကြအောင်ဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးကျွန်တော်လိုရီတူရှင်သတင်းလေးဖတ်ပြပေးပါမယ်နော်တရက်ကံမှာလမ်းပိုင်းရေနံတာ yes ရေကင်းစကန်တိုက်ခိုက်ခံရပြီးစစ်အုပ်စုခုနှစ်ဦးမြေ မီယောစာဖြစ်ပြီးဘန်ကာလေးလုံးအထိ PDF ကရရှိတယ်လို့သတင်းရရှိတယ်။တစ်ချိန်တည်းမှာပဲတရက်ကပါစာ22ကိုဒုံးတိုက် short right ဒုံးများပြစ်ခတ်တိုက်ခတ်နိုင်ခဲ့တယ်လို့လည်းသတင်းရရှိပါခင်ဗျာ။မကွေးတိုင်းတရက်ခင်ရင်တရက်ကံမာလမ်းပိုင်းကအချမ်းပတ်စစ်တပ်ရဲ့ရင်းနှံသား yes yes ကန်ကိုထိုးစစ်ဆင်တိုက်ခတ်ခဲ့ရာစစ်အုပ်စုဘန်ကာလေးလုံးအထိသိမ်းပိုက်နိုင်ခဲ့ပြီးမြေပြင်အခြေအနေတွေကြောင့်ပြန်ဆုတ်ခဲ့ရတယ်လို့တရက်ခင်အမှတ်လေးတိုက်ရင်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကသတင်းပေးပို့ထားလို့သိရပါခင်ဗျာ။ ကဲနောက်တဲ့သတင်းဘုတ်ကတော့ချင်းပြည်နယ်အတွင်းရွေးကောက်ပွဲဝင်ပြိုင်သူဤပိုင်ဆိုင်မှုများကိုပြည်သူပိုင်သိမ်းပြီးထောင်ထဲမှာကြားခံရမယ်လို့ချင်းကောင်စီကကြေညာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်เนาะအဲ့လိုပြပြတက်သားကြေညာပါเนาะအခုချမ်းမစစ်ကောင်စီရဲ့ရွေးကောက်ပွဲအားပေးတဲ့လူတွေပါဝင်တဲ့လူတွေဒါမျိုးတွေဆုံးဖြတ်ရမှာပါเนาะဒါတော့ဒီလိုမျိုးချင်းပြည်ချင်းအဖွဲ့အစည်းမျိုးပဲနဲ့အဖွဲ့အစည်းတည်တည်ရဒါမျိုးတွေထုတ်ပြန်နိုင်အောင်ကောင်းဆုံးပါပဲเนาะဒီမှာဆိုရင်လာမယ့်ဒီဇင်ဘာမှာကျင်းပမယ့်စစ်တပ်ရဲ့အထူးအရောင်ရွေးကောက်ပွဲမှာချင်းပြည်နယ်အတွင်းဝင်ရောက်ရှင်ပြိုင်ရန်ပိုင်ဆိုင်မှုတွေကိုပြည်သူပိုင်သိမ်းမှာဖြစ်တယ်လို့ထောင်ထဲမှာကြားခံရမယ်လို့ချင်းကောင် ချင်းပြည်ကောင်စီ CC ကနိုဝင်ဘာလ6ရက်မှာထုတ်ပြန်ထားတယ်လို့သိရပါတယ်။ဒါ့အပြင်စစ်တပ်ရဲ့ရွေးကောက်ပွဲကော်မရှင်ထံနိုင်ငံရေးပါတီဖြစ်မှတ်ပုံတင်ထားရင်လည်းဒီညညာချက်ကိုထုတ်ပြန်တဲ့နေ့ကစပြီးနိုင်ငံရေးပါတီဖြစ်ကအလိုလျောက်ပြက်ပြဲမှာဖြစ်ပြီးချင်းပြည်နယ်အတွင်းမှာနိုင်ငံရေးပါတီတခုခုရဲ့ကိုယ်စားလှယ်လောင်းဖြစ်စီတတိတလတတိပုဂ္ဂလဖြစ်စီရွေးကောက်ပွဲကိုရှင်ပြန်ခွင့်မပြုဖို့နဲ့မဲဆွေစည်းရုံးတာတွေဟောပြောတာတွေစာတမ်းဖြန့်ဝေတာတွေကိုလည်းမပြုလို့ချက်ပြုတားမြစ်ထားတယ်လို့သိရပါတယ်ခင်ဗျာ။ကဲဒါတော့ချင်းဖွဲ့စီရပြပြတလောက်ပြောလိုက်ပါနော်။ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်တွေအကျဉ်ထောင်တွင်းမှာအကျဉ်းသားတထောင်ခန့်ရေပြားရောကဆူဆူရွရွဖြစ်ပွားနေတယ်လို့သိရတယ်ပြီးတော့ထောင်ပိုင်းကစေဝါကုသမှုတွေမပေးဘူးလို့လည်းသိရတယ်ပေါ့နော်ရခိုင်ပြည်စစ်တွေအကျဉ်ထောင်မှာအကျဉ်းသားကျဉ်သူတထောင်ခန့်ရေပြားရောကဆူဆူရွရွဖြစ်ပွားနေပြီးစစ်တွေထောင်ပိုင်းမှာစေဝါများကိုမထုတ်ပေးတော့ကြောင့်ရောဂါဖြစ်ပွားမှုပိုပြီးဆိုးရွားလာနေကြောင်းသိရပါတယ်တဲ့အားလုံးရေပြားရောဂါဝေဒနာဆူဆူရွရွခံစားနေရပါတယ်ဒီလိုဖြစ်နေတာကြာပြီအကိုတဲ့အခုအရန်ကိုဆိုးရွားလာနေတာပါရေကလုံးဝမတန့်ရှင်းဘူးခန္ဓာကိုယ်တကူလုံးမှာအဖုအဖိတ်တွေထွက်တယ်အရန်ကိုရရန်ပါတယ်တယောက်ပြီးတယောက် တောက်လျှောက်ကူးစက်နေကြတာပါတယ်စစ်တွေထောင်အာလုံးနီးပါလူတိုင်းမှဖြစ်ပွားနေကြတယ်လို့သတင်းရရှိပါတယ်ခင်ဗျာအဲ့တော့ Champions League ကောင်စီရထောင်ပိုင်နေရတော့ခုချိန်မှာဆိုရင်ဒီကျင်းသားတွေနှိမ့်ဆက်နေတာရှိရောเนาะအဲ့ဒီမှာတော့ထောင်ပိုင်မောင်ဦးကလည်းဆေးတွေကိုလုံးဝမထုတ်ပေးတာပါတဲ့သူကိုယ်တိုင်ကဆေးတွေကိုမထုတ်ပေးလို့အခုလိုရေပြာရောက်ကတွေပို့ပြီးတော့ဖြစ်လာနေတာတဲ့ထောင်ညုံမှုကတော့ဆေးတွေထုတ်ပေးဖို့ထောင်ပိုင်ကိုညွှန်ကြားထားတယ်တဲ့ထောင်ပိုင်ကဆေးတွေမထုတ်ပေးတာပါတဲ့ဒါကိုတောင်းယူပြီးဖြေရှင်းပြီးပို့တောင်းစုပါလို့လည်းပြောထားတွေ့ရပါเนาะအဲ့တော့ထောင်ပိုင်နေကဘလောက်တော့မှဒီလူမဆန်စွာပေါ့เนาะလှုပ်ထားလို့ဆိုတာတွေ့ရပါတယ်เนาะ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့မန်လေးမှာစစ်တပ်ကဆိုင်ကယ်စီးလာသောလူငယ်များကိုစစ်မှုထမ်းဖြင့်ပေါ်တာဆွဲရန်လိုက်လံဖမ်းဆီးစဉ်မှာရထားသောကားကိုဝင်တိုက်ပြီးတဦး တေးပြီးတော့၃ဒဏ်ရရှိသွားတဲ့သတင်းဖြစ်ပါတယ်အဲ့တော့မန်းလေးတွင်စစ်တပ်ကဆိုင်ကယ်စီးလာသောလူငယ်များကိုစစ်မှုထမ်းပြပေါ်တာဆော့ရင်လိုက်လံဖမ်းဆီးစဉ်ရထားသောကားကိုဝင်တိုက်ပြီးတအုပ်တီက၃ဒဏ်ရရှိခဲ့ကြောင်းရင်းဖြစ်စဉ်တွင်ဒဏ်ရရှိသူတအုပ်ဤမိတ်ဆွေများကသတင်းပေးပို့ထားတယ်လို့သိရပါတယ်အဲ့တော့ချမ်ပစစ်ကောင်စီကအခုချိန်မှာဆိုရင်မန်းလေးလိုမြို့ကြီးမှာတော့ဗောနော်မြို့ထဲမှာလေးဒီလိုဆွဲနေပေါ့နော်အဲ့တော့မကြခင်မှာတော့လမ်းကြိုလမ်းကြားတွေရက်ွက်တွေရောက်လာတော့မယ့်အခြေအနေရှိတဲ့အတွက်တော်တော်ကိုမန်းလေးမှာရှိတဲ့လူငယ်တွေတော့ကစိုးရိမ်စရာဖြစ်နေပေါ့နော်အဲ့တော့ချမ်ပစစ်ကောင်စီကတော့သူအခု ဒီအပတ်စဉ်ကလည်းစစ်မှုထမ်းပတ်စဉ်20လောက်ရှိနေပါတော့တော့ထပ်ပြီးတော့လာအောင်ပါဗောနော်မကုန်မြန်မာပြည်ကဒီလူငယ်တွေမကုန်မချင်းတော့ခေါ်မဲ့အခြေအနေရှိတဲ့အတွက်ဒီပဲလူငယ်တွေခုချိန်မှာအမြင်ဆုံးစဉ်းစားသင့်နေပါပြီနော်ကဲနောက်ထပ်သတင်းပုတ်ကတော့အရာတော်စစ်တပ်ကိကိုတော်လိုင်းတက်မြောက်ဝင်တိုက်စစ်ကောင်စီတပ်ဖွဲ့များထွက်ပြေးသွားတယ်ဆိုသတင်းရရှိပါရယ်။သခိုင်းတိုင်းအရာတော်မျိုးအမှတ်နှစ်ကြောင်းကြီးစစ်တပ်ရဲ့စစ်စည်းရေးကိကိုတော်လိုင်းတက်တွေကဝင်ဝင်ပါ9ရက်မနက်စောပိုင်းမှာဝင်ရောက်တိုက်ခိုက်တာမှာစစ်ကောင်စီတပ်သားတွေထွက်ပြေးသွားတာကြောင့်ခဲရဲနေတိတ်ဆိတ်ရရှိတယ်လို့အရာတော်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်စီကသိရပါပါခင်ဗျာ။ ကဲနောက်ထပ်သတင်းပုဒ်ကတော့ကာမကာမမြို့နယ်ရင်းနှီးတားရဲစခန်းကိုစခန်းကိုဝင်ရောက်တိုက်ခိုက်ပြီးကာပါစာစနစ်ကိုရှော့လိုက်တုံးများဖြင့်ပြစ်ခတ်မှုစစ်သားနှင့်ရဲခွန်အုပ်မျိုးစားဖြစ်သွားတယ်လို့သတင်းရရှိပါရတယ်။အဲဒီစခန်းကကျွန်တော်ပထမချိန်တိုက်ခိုက်မှုတည်းရှိတယ်။အဲဒီတော့တိုက်ခိုက်တဲ့ရွေချင်းနဲ့အခုတိုက်ခိုက်တဲ့ရွေချက်ကတော့မတူဘူးပေါ့တဲ့။ပထမချိန်တိုက်ခိုက်ခဲ့တဲ့တုန်းကစခန်းစွန့်ကိုထွက်ပြေးမှုနဲ့စခန်းလက်အေးအေးယူထောင်ချခံထားတာတွေရှိတယ်။ဒီချိန်ပြန်ပြီးတက်ဆွဲတဲ့အခါဒီလမ်းပိုင်းအတွင်းသူတို့အတွက်အေးအေးပါတော့ခြံစည်းရိုးဆိုရင်၄ထက်ဆက်သွေးမျိုးနေဆိုရင်၈၀ မိုင်းအင်တွေနဲ့အခိုင်အမာတက်ဆွဲထားတာလေအဲ့ဒါကြောင့်ထင်မှတ်ထားတာထက်ပိုပြင်းထန်တယ်သူတို့ဘက်ကလေကြောင်းလာနိုင်တဲ့အခြေအနေကျွန်တော်တို့ဘက်ရဲဘော်နှစ်ယောက်ကြာဆုံးတာနဲ့တယောက်ထိခိုက်ဒဏ်ရာရတဲ့အခြေအနေခေယံပြတ်တောက်မှုအခြေအနေတွေကြောင့်ပြန်ဆုတ်လိုက်ရတာပါလို့တရက်ခေယံအမှတ်လေးတရင်သတင်းနဲ့ပြန်ကြိုက်တောင်းကိုမြက်ကသတင်းပို့ထားလို့သိရောက်တယ်ခင်ဗျာကဲလိုရီတူရှင်သတင်းတွေဖတ်လို့ပြီးမှာပါတော့သတင်းပြီလို့ပထမဆုံးသတင်းအနေနဲ့ဦးသိမ့်မြတ်တုံးသက်ပြီးထားတဲ့သတင်းလေးရင်နာအောင်ကြည့်အောင်နော်တက်အလုတ်ဝင်လောက်တာတွေရှိခဲ့ပါတယ်အထင်ရှားဆုံးအချက်ကတော့ပြူစော့တီအဖွဲတွေပါ ယူဆော့တီဆိုတဲ့အဖွဲ့ကိုကြက်ဖွတ်ပါတီကနောက်ကနေပြီးတော့လက်မဲကြီးလှုပ်ပြီးတော့ထူထောင်ခဲ့ပါတယ်အထူးသဖြင့်ကတော့ဘူးလက်လှဆွေနဲ့မင်းကင်းမောင်မြင့်တို့ဟာယူဆော့တီတွေပေါ်ပေါ်ရေးအတွက်ကြိုးကင်ဆောင်ရွက်ခဲ့ပါတယ်ယူဆော့တီကိုမွေးဖွားပေးတဲ့အဖေနဲ့အမေဟာကြက်ဖွတ်နဲ့မဘာသာဖြစ်ပါတယ်ပြီးတော့အားလုံးသိတဲ့အတိုင်းပါပဲကြက်ဖွတ်ပါတီဟာစစ်သားလူထွက်တွေနဲ့ထူထောင်ထားတဲ့ပါတီပါကြက်ဖွတ်ပါတီမှာအလွှာနှစ်လွှာရှိပါတယ်စစ်သားအလွှာနဲ့ရက်သားအလွှာပါစစ်သားအလွှာက တက်ထွက်တွေဝင်ပြီးတော့နေရာယူထားပါတယ်အရက်သားအလွာမှာတော့အခွင့်အရေးကိုအချောင်လိုချင်းနဲ့အရက်သားအချောင်သမားတွေကနေရာယူထားပါတယ်အဲ့ဒီအလွာနှစ်လွာဟာစီနဲ့ရေလိုဖြစ်နေပါတယ်ရေနဲ့တူတဲ့အရက်သားတွေဟာအများရန်အောက်အလွာမှာနေကြရပါတယ်အခုဆိုရင်လည်းစစ်တပ်ကလူတွေကိုကြက်ဖွပါတီထဲမှာထပ်ဖြစ်ပြီးတော့စစ်တပ်ပုံစံပူပေါအောင်လုပ်နေပါတယ်ဘုခင်ကြီးသို့မဟုတ်စစ်တပ်လူထွက်ဥခင်ကြီးဟာ အခုကြက်ဖွတ်ပါတီဥက္ကဋ္ဌလုပ်နေပါတယ်ဒါပေမဲ့ကြက်ဖွတ်ပါတီဟာဘိုးချုပ်မင်းအောင်လှိုင်ရဲ့အဆဆအရာရာကျုပ်ကင်ချက်လာတာကိုခံနေရပါတယ်ဒီရွေးကောက်ပွဲကိုကြက်ဖွတ်နိုင်အောင်အမျိုးမျိုးအဖုံဖုံကလိန်ကျထားပါတယ်အမတ်လောင်းတယောက်ရဖို့အတွက်ငွေသွင်းရပါတယ်စင်းရတဲ့သူငွေချင်းမရှိတဲ့သူတွေရွေးကောက်ပွဲနာမကတ်နိုင်အောင်တမင်ကိုလှုပ်ထားတာပါ အကြီးမားဆုံးလူဒန်းစားခွဲခြားမှုကြီးဖြစ်ပါတယ်အမတ်လောင်းဖြစ်ဖို့အဲ့လိုငွေချင်းနဲ့ပိုက်ဖြတ်ကန့်တတ်တဲ့စနစ်ကြီးကို NLD ပါတီလည်းမပြင်နိုင်ခဲ့ပါဘူးသို့မဟုတ်ပြင်ဖို့မကြိုးစားခဲ့ပါဘူးအခုဆိုလို့ရှိရင်တနိုင်ငံလုံးမှာဝင်ပြိုင်နိုင်တာဆိုလို့နိုင်ငံလုံးကျုပ်ဝင်ပြိုင်နိုင်တဲ့ပါတီဆိုလို့ကြက်ဖွတ်တပါတီပဲရှိပါတယ်တခြားပါတီတွေဆိုလို့ရှိရင်ပါတီမပြတ်အောင်အရေးအတွက်ပြင့်မိအောင်တောင်မှအသေးအံကြိုးစားကြရပါတယ်အမက်လောင်းလိုချင်လွန်းလို့လာချင်တဲ့လူလာအကုန်လက်ခံတယ်ဆိုတော့စနစ်မျိုးနဲ့လက်ခံနေတဲ့ပါတီတွေကြီးပဲဖြစ်နေပါတယ် လူတယောက်တည်းကနေပြီးတော့နှစ်ပါတီသုံးပါတီဒပြိုင်တည်းဝင်တာတွေမှုလုံးပေါက်နေပါတယ်ကြက်ဖုတ်ကလူကိုပြီးသုံးလုံးကလည်းလက်ခံတယ်လို့ပြီးနှလုံးကလည်းလက်ခံပါတယ်အဲ့ဒါကြောင့်ဒီရွေးကောက်ပွဲဟာဘယ်ပါတီကိုပဲရွေးရွေးဘာမှမထူးပါဘူးလို့ကျွန်တော်ကအထက်ထက်ပြောနေတာပါပါတီတွေအကုန်လုံးကအုံရောရောကြောက်ရောရောတွေကြီးပါပဲရှင်ရောနော်ပါတီနာမည်သာကွာချင်းကွာပါမယ်ကိုယ်စလဲလောင်းကတော့တမျိုးတစားလိုက်ပဲရှိပါတယ်အဲ့ဒါကတော့အချောင်သမားတွေပါချောင်မဲထင်းတို့နေရာယာတူး လိုချင်လို့ဝင်ပြိုင်ကြတဲ့သူတွေကြီးပါပဲပါတီတိုင်းမှာအဲ့လိုပါပဲအခုဆိုလို့ရှိရင်စစ်တပ်ထဲကဘုံမင်းအွန်လိုင်းရဲ့အမားကန်တွေကိုကြက်ဖွတ်ပါတီတဲ့ဇွတ်အတင်းထိုးပြီးတော့အားဖြစ်နေပါတယ်တော်တော်များများက PR အမတ်တွေအဖြစ်နဲ့ဝင်ရွေးခံကြမှာပါအဲ့ဒီလက်ွက်ကိုရောမြင်ကြပါသလားအဲ့ဒါဟာသူတို့ထွင်ထားတဲ့ PR ရဲ့အကျိုးပါပဲလွတ်တော်တဲ့ကိုမရောက်မဖြစ်ရောက်ကိုရောက်အောင်ဘုံမင်းအွန်လိုင်းပို့ကျင်တဲ့ဘိုးချုပ်ဘိုးပြုတ်တွေကို PR အမတ်အနေနဲ့ အရွေးခံခိုင်းပါတယ်။ PR အမှတ်လောင်းဆိုတာကလုံးလုံးမနိုင်လို့ရှိရင်တော့အားလုံးအကုန်လုံးပြုတ်သွားတာမျိုးဖြစ်မှာပါ။ရာခိုင်နှုန်းတချို့အနိုင်ရတယ်ဆိုလို့ရှိရင် PR အမှတ်စင်းသွင်းထားတဲ့သူတွေကနေပြီးတော့သူတို့ဦးစားပေးပြီးတော့ထည့်ကျင်တဲ့သူကိုရွေးပြီးတော့ထည့်လို့ရပါတယ်။အဲဒါကြောင့်ဗိုလ်ချုပ်ဗိုလ်ပြုတ်တွေကိုလွတ်တော်တဲ့တေချာပွားကို ရောက်အောင် PR အမှတ်တွေအဖြစ်နဲ့စင်းပေးထားတာပါ။ညံညီညံတ်ကအကွက်စီပါတယ်။အခုထပ်ဖြစ်ထားတဲ့ဗိုလ်ချုပ် ဘိုးပြုတ်တည်းရဲ့စီးရင်ကိုကြည့်လိုက်ပါညိုစော အောင်လင်းတွေးမြတ်ထွန်းဦးတင်အောင်ဆန်းတပ်ပုံကံမြင့်တန်းတေစာကျော်လင်းအောင်စိုးတင်နိုင်အစရှိတဲ့သူတွေကထိတ်ဆုံးကပါနေပါတယ်အရင်ကထိတ်တန်းစစ်ကောင်စီဝင်တွေအကုန်လုံးကိုကြက်ဖွတ်ပါတီပဲရွှေ့လိုက်တာပါပဲကြက်ဖွတ်ပါတီနဲ့စစ်ကောင်စီဟာအတူတူပါပဲ ကျဖွပါတီအနိုင်ရရင်စစ်ကောင်စီကလူတွေနဲ့ပဲအစိုးရအစ်စ်ဖွဲ့မယ်ဆိုတော့အကြံနဲ့ဒီဘက်ကလူတွေကိုဟိုဘက်ရွှေ့နေတာပါဘိုးခင်ကြီးခင်ဗျာမှလည်းကျဖွပါတီဥက္ကရာဆိုပေမဲ့ကျဖွနိုင်ငံရင်တောင်မှတမရလောက်ခွင့်ရမယ်သူမဟုတ်ပါဘူးကဲရှင်းကျဖွနိုင်ငံတော့ရှိရင်ဘိုးချုပ်မင်းအောင်လိုင်ကတမရလောက်ပါမယ်စစ်ကောင်စီကိုနာမည်ပြောင်းပြီးတော့အစိုးရအစ်စ်ဖွဲ့လိုက်တာနဲ့အတူတူပါပဲအဲ့ဒါသူတို့ရဲ့မဟာအကြံစီပါသူတို့ရဲ့ရွှေညံတော်စုရောက်ပုံကြီးပါ ဒီဘက်ကနေဟိုဘက်ပြောင်းမဲ့လူတချို့နဲ့ပတ်သက်ပြီးတော့အတိုးချုပ်ကလေးပြောပြပါမယ်ဘလို့လူတွေကိုဒီဘက်ကနေဟိုဘက်ပို့ထားတယ်လဲဆိုတာကိုထင်ရှားပေါ်လင်းစေချင်လို့ပါဘူချုပ်ကြီးညိုစောဟာစစ်ထောက်လိုင်းရဲ့ကျောင်းဟောင်းဖြစ်ပါတယ်မြမစီဘွားရေးကော်ပိုရေးရှင်း MEC ရဲ့ဥက္ကဋ္ဌလည်းလုတ်ခဲ့ပူးပါတယ်စစ်တပ်ပိုင်းအင်းဝဘန်ရဲ့ဥက္ကဋ္ဌလည်းလုတ်ခဲ့ပူးပါတယ်ဥပိုင် MEC တို့အင်းဝဘန်တို့ဆိုတဲ့စစ်တပ်ပိုင်းစီဘွားရေးလုပ်ငန်းတွေဟာစစ်သုံးစစ်ဆိုတဲ့အထက်မှာပါဝင်တဲ့အရေးကြီးတဲ့အဆောက်အအုံတွေဖြစ်ပါတယ်စစ်တပ်နဲ့စစ်အခြေခံဥပဒေတွေကို ဖျက်သိမ်းပြီးလို့ရှိရင်တောင်မှအဲ့ဒီစစ်တပ်စီးပွားရေးလုပ်ငန်းတွေကိုဖြိုမချနိုင်ခဲ့လို့ရှိရင်ခရိုဒီတွေကိုဖြိုမချနိုင်ခဲ့လို့ရှိရင်စစ်အာဏာရှင်စနစ်ဟာတစ်ချိန်မှာခေါင်းပြန်ပြီးတော့ထောင်ထလာနိုင်ပါတယ်ညိုစောဟာကန်တာယာစေယုံကိုတူဆောက်ခဲ့သူလည်းဖြစ်ပြီးတော့ကန်တာယာစေယုံကို MEC ကပိုင်တယ်လို့လည်းဆိုပါတယ်ရုရှားနိုင်ငံစီကနေပြီးတော့လေယာဉ်စီနဲ့ရေနံဝယ်ယူရေးကိုအဓိကဆောင်ရွက်ခဲ့တယ်လေဖြစ်ပါတယ်ဗိုလ်ချုပ်ကြီးအောင်လင်းတွေးကတော့ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ဖွဲ့ခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီစက္ကစဆိုတာမှာအတွင်းမူလုပ်ခဲ့တဲ့သူပါသူ့ရာထူးကိုပြောတာထက်ပုံအောင်လင်းတွဲဆိုလို့ရှိရင်လူတွေပို့ပြီးတော့မှတ်မိပါလိမ့်မယ်အဲ့ဒီပုံဘသူဘဝဆိုတဲ့သူတွေဟာအာဏာရှင်ထိတ်သီးကြီးတွေရဲ့လူယုံတော်တွေပါတချိန်ကပုံခင်ညွတ်နေခစားခဲ့တယ်လို့ပုံအောင်လင်းတွဲဆိုပြီးတော့လည်းတခစ်စားခဲ့တဲ့လူပါ ဗိုလ်ချုပ်ကြီးမြာထွန်းဦးကတော့လက်ရှိမှာပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ဝန်ကြီးပါစစ်တပ်အာဏာသိမ်းပြီးကာကြတဲ့ကကာကွယ်ရေးဝန်ကြီးရာထူးရခဲ့ပါတယ်၂၀23ခုနှစ်စက်တင်ဘာလမှာဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကိုဖမ်းဆီးလိုက်တော့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌနိုင်ငံသားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌတာဝန်တွေကိုလွှဲပြောင်းရယူခဲ့ဘူးသူလည်းဖြစ်ပါတယ်ဘူဂျုံကြီးတင်အောင်ဆန်းကတော့အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နဲ့နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဝင်ကြီးဖြစ်ပါတယ်။စေဦးစီးချုပ်ရေးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပူပါတယ်။ဒုတိယဘုံချုပ်ကြီးတပ်ပုံကတော့အမတ်၅ဆစ်စင်ရေးအထူးဖွဲ့မှုအမတ်၆ဆစ်စင်ရေးအထူးဖွဲ့မှုနဲ့တပ်မတော်ဆစ်စင်ရေးအရာရှိချုပ်ဖြစ်ပါတယ်။တပ်ပုံဟာရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုရာထူးတာဝန်ကိုလည်း၂025ခုနှစ်ဇန်နဝါရီလအထိထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ဒုတိယဘုံချုပ်ကြီးကံမြင့်တန်းကတော့သူတို့စစ်တပ်ရဲ့အရေးပါတဲ့ယာဒူးတစ်ခုဖြစ်တဲ့ကာကွယ်ရေးပစ္စည်းထုတ်လို့ရရာရှိချုပ်တာဝန်ယူထားသူ ဖြစ်ပါတယ်လေချောင်းကနေဘုံကျဲနေတဲ့ဘုံသီးတွေပါဝင်ဆက်လက်နက်ပစ္စည်းအမျိုးမျိုး drone တွေ paramotor gyrocopter တွေရဲ့လက်တွေဖြစ်ပါတယ်ဒါတွေကိုကြည့်လို့ရှိရင်ချက်ဖွတ်ပါတီဟာစစ်ဘုံချုပ်တွေနဲ့ဖွဲ့ထားတဲ့နာမည်ကန်ပါတီတစ်ခုသာဖြစ်တယ်ဆိုတာထင်ရှားပါတယ်စစ်သားတွေနဲ့ဖွဲ့ထားပြီးတော့စစ်တပ်အလုပ်တွေကိုလုပ်ချင်နေတဲ့ပါတီစစ်ပါတီတစ်ခုပါစစ်တပ်ကပါတီအလုပ်ကိုလုပ်နေပြီးတော့ပါတီကစစ်တပ်အလုပ်ကိုလုပ်နေပါတယ် စစ်တပ်နဲ့ကြံ့ဖွတ်ကြံ့ဖွတ်နဲ့စစ်တပ်ဆိုတာခွဲခြားလို့မရပါဘူးကြံ့ဖွတ်ဟာစစ်တပ်ရဲ့ဖွားဘက်တော်ဖြစ်ပါတယ်မဟောတရာလူလင်မှာဖွားဘက်တော်တထောင်ရှိသည်ဆိုတဲ့ဖွားဘက်တော်မျိုးလဲဖြစ်ပါတယ်စစ်တပ်နဲ့အတူဖွားလာတဲ့ပါတီပါဗလာချွတ်ချုံဖွားဘက်တော်မပေါ်ယုံလုံအောင်အနိုင်ဖုံးရတယ်လို့ရေတဲ့ပြက်ဆက်မှာရေးသားထားတဲ့ဖွားဘက်တော်မျိုးစားလဲဖြစ်ပါတယ် စစ်တက်သွားရရှင်းရနော်တွဲလဲတွဲလဲနဲ့လိုက်ပါနေရတဲ့ပါတီဖြစ်ပါတယ်ခင်ဗျာကဲဦးသိမ်းမြရတော့เนาะလောကဘုရားသုသလည်းစုံတယ်လို့ဘောနော်စကားပြောတာလည်းပညာရမ်းပါတယ်ဘောနော်တကယ်ပဲရမ်းမိုက်တယ်เนาะအဲ့တော့ဘယ်လိုပဲပြောချမ်ဖော့ကပါလဲစစ်တက်ကပါလဲအတူတူပါပဲเนาะအားလုံးဦးသိမ်းမြပြောလိုက်မှာပဲတကယ်ရှင်းနေတာဘောနော်ဖွားဘတော်တွေသူတို့တွေညာ โอเคကျွန်တော်နောက်ထပ်ပါเนาะဒီအခုချိန်မှာဆိုရင်နှုပညာရှင်တွေကိုတာဂက်ထားလာတဲ့အချက်ဖက်စစ်ကောင်စီရဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးအခုချိန်မှာဆိုတစ်ဖက်ကလည်းသူတို့ဖန်နေတစ်ဖက်ကလည်းမှတ်လုံးတွေဘလို့ပေးလဲဆိုတာတစ်ချက်နားတော့ကြည့်အောင်เนาะအဲ့တော့ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးဒီနှုပညာရှင်တွေကိုဒီမြေခွက်ဒီကိစ္စတွေသူပြောထားတယ်နားတော့ကြည့်အောင်เนาะဒီက200ချန်ရင်းရှိတယ်အာဒီဟိုမှာလည်းဟိုဗာလဲဒီဟိုခုနတန်လင်းမှာလည်း100ကရှိတယ်ဆိုတော့ရုပ်ရှင်ရုပ်ရှင်အစည်းအုံးနဲ့ရုပ်ရှင်လောကသားတွေအတွက်ကတော့နိုင်ငံတော်ကချီးမြှင့်ထားတဲ့ဟာတွေကအဲ့လိုမျိုး ရှိတယ်အဲ့လောက်တိတော့များတယ်ပေါ့ဆိုတော့ပြန်တွေးကြည့်တယ်ပေါ့သတင်းမီသတင်းမီဒီယာကောင်စီတို့သတင်းစာဆရာအသင်းတို့ဘာလို့ရှိတယ်ကောင်စီပေါ့ဗျအထူးသဖြင့်ကောင်စီတို့ဘာလို့တော်တော်အဲ့လိုမျိုးချိန်မြှင့်ထားလဲဟိုဧကနဲ့ချိန်ပြီးချိန်မြှင့်ထားတာမျိုးထားပါတော့ဗျအဲ့ဒါထားရန်ကုန်မြို့ထဲမှာပဲဟိုရန်ကုန်မြို့ထဲမှာပဲတော်တော်ပေး60ပတ်လဲပေး80ပတ်လောက်ဒီအထက်မြေကြီးတွေတခုခုဟိုသတင်းမီဒီယာကောင်စီအတွက်နေရာပေးတာမျိုး မရှိဘူးပေါ့နော်ပြောရတော့ဟိုမြို့တွေကဒရိမြေကောင်စီရုံးကန်းနေရာလေးပဲရှိတယ်သူတို့ခင်ဗျားလည်းအစည်းအဝေးတွေပါကြီးလုပ်ရင်တခြားဒရိသာရှင်လင်းဝဲတွေလုပ်တာတခြားဒီကောင်စီနဲ့ပတ်သက်တာတွေလုပ်လို့ရှိရင်အခြားကောင်နာပြန်ကြားရေးဦးကြီးဌာနရဲ့ရုံးအောက်ကတချို့ရုံးကန်းလေးတွေကိုငှားသုံးရတယ်ပေါ့သူတို့မှရောက်တယ်ပြောရရင်တော့နောက်တစ်ခါဒီဒရိသာရှင်လင်းဝဲကြီးတွေပေါ့ဟိုလုပ်ငန်းရှင်တွေပါတီတွေအခြားသောဟိုကိုယ့်အကြောင်းတွေဒရိသာရှင်လင်းဝဲလုပ်ရှင်တဲ့သူတွေရှင်လင်းဝဲလုပ်ဖို့ကိုယ့်ရဲ့လုပ်ငန်းတွေကိုယ့်ရဲ့နေနာဆောင်ချုပ်မှုတွေဒရိသာရှင်လင်းဝဲလုပ်ရှင်တဲ့သူတွေတော့ကြတော့နေရာမရှိဘူး ။နေရာမရှိတော့တရိပ်ပြေကောင်စီရှိရင်ကောင်စီရဲ့အပေါ်မှာဟောကမ်းမှတစ်ခုရှိရပါဘူး။ဟောကမ်းမှတစ်ခုရှိတယ်နော်။ကောင်စီဆိုကောင်စီရဲ့ယုံဥက္ကဋ္ဌယုံအတွင်းမှုတွေဥက္ကဋ္ဌတွေတသက်စီးစီလာမယ်ယုံကန်တွေရှိရမယ်။ပြီးရယုံဝင်နေထားတဲ့ယုံကန်ရှိရမယ်။အဲ့ဒါပြီးရင်ဟောကမ်းတစ်ခန်းရှိရမယ်။ပြီးရင်ဒီဘာတာရေးနိုင်ရေးပိုင်လို့မနော်ဟောကမ်းတစ်ခန်းဟောကမ်းနှစ်ခန်းလောက်ရှိထားပြီးတော့မှ press conference လို့မဆိုအဲ့ဒီမှာလို့စသဖြင့်အဲ့လိုမျိုးတွေကိုသတင်းပြကောင်စီတို့ကဒီလိုခက်ခက်နာနာပေးရတာကျွန်တော်နားလည်တာပေါ့နော်ဆိုတော့အဲ့လိုခက်ခက်နာပေးရတယ်ဒါပေမဲ့ရုပ်ရှင် CEO ကတော့ဧကတွေ ရာချီဆဲချီရရပေမဲ့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကတော့တရားဝင်နိုင်ငံတော်ကတရားဝင်နိုင်ငံတော်တမရရဲ့အဲရှေ့မောက်မှာကျန်းသက်သာကြီးဆိုပြီးဖွဲ့စည်းထားတဲ့အဲကောင်စီကတော့မြေတကွက်တော့မရှိဘူးဆိုတော့ကျွန်တော်တို့တိုင်းပြည်ကအဲ့လိုအဲ့လိုတော့ရှိတယ်ပေါ့နော်ဆိုတော့အပိအမြောက်ပြုတော့ဘာလို့အပိအမြောက်ပြုတယ်လဲဆိုရင်အဲ့လိုလိုတော့ရှိတယ်ဒါရခင်အစိုးရကြီးလုပ်ခဲ့တဲ့ဟာတွေပါအခုအစိုးရကတော့ ဒါတခုခုတော့လုံမှာပေါ့ဗျာသူတို့လည်းတခုခုတော့လုံပေးခြင်းနဲ့စိတ်ရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ NLD ဆိုရတဲ့တော်တော့ NLD ကနေပြီးတော့မှသတင်းသမားတွေအတွက် media corner ဖွဲ့ပြီးမှဘာညာဆိုပြီးတော့နေပြီးတော့မြို့မစည်းနောက်မှာမြေခွက်တွေ share တော့လုံပြီးဖူးတယ်ဒါပေမဲ့ပျောက်သွားတာအဲ့ဟာလေဆိုတော့ဒါမျိုးတွေတော့ရှိရပါတယ်ဆိုတော့ဘာပြောရွှေရှင်စည်းကိုတော့အားကြပါတယ်ရွှေရှင်စည်းကိုအားကြပါတယ်သတင်း media ကောင်းစီဒီရှူတော့ကကျွန်တော်ကြည့်မယ်ဆိုရင်ရွှေရှင်စည်းကိုအားကြပါတယ်ပြီးတော့ journalist ကြောက်နေကြည့်မယ်ဆိုရင်ရွှေရှင်လောကသားတွေကိုအားကြပါတယ်ဘာလို့အားလဲအားကြပါတယ်တကယ်အားကြပါတယ်ဘာလို့ဆိုတော့သူတို့တွေကနိုင်ငံမှာ ဒီခက်ဆက်ဆက်တက်လာတဲ့အစိုးရဆက်ဆက်ရဲ့ပန်စားပေးခြင်းခံရတယ်။ဦးစားပေးခြင်းခံရတယ်။ဟိုရှင်းပြရင်တော့သူတို့စော်ကားခြင်းနဲ့စော်ကားတာကိုလည်းနိုင်ငံတော်အစိုးရတာဝန်ရှိသူအကုန်လုံးကတိခံခွင့်လွှတ်ပေးကြတယ်။ဒါပေမဲ့မီဒီယာတွေကစနေစော်ကားလို့ရှိရင်တော့ထောင်ထဲကိုတန်းထည့်တယ်။အဲ့လိုတော့ကွာတယ်ပေါ့ဗျာ။နည်းနည်းစဉ်းစားကြရတော့ကောင်းပါတယ်နော်။ဟိုသရုတ်တာမန်နိုင်လို့သာသတင်းမီဒီယာတွေကိုပြောပြီးမယ်။အဲ့ဒီသရုတ်တာမန်နိုင်ကြီးကိုထောင်ထဲထည့်ထားတာအေးပါတယ်ဆိုတာပိုတွေးတာထိဆုံးอ่ะ။ဆိုတော့အဲ့လိုတော့ကွာတယ်ပေါ့နော်။ဆိုတော့ ကဲဒါတွေကတော့ကြားတယ်ပေါ့နော်ရုပ်ရှင်လောကနဲ့ပတ်သက်ပြီးတော့သူတို့ဒီမြေခွက်တွေပေးထားတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောထားတာဖြစ်ပါတယ်နော် ျွန်တော်နောက်ဆုံးနားထောင်ပါတော့ကျွန်တော်က30ထိုင်တာတော့ထောက်ကြည့်အောင်နော်အဲ့တော့ပြည့်ပြည့်ပိုင်းတွင်ကဘောမမောင်မောင်ကကျွန်တော်ကအသနာခံတာမြန်မာပြည်ပြန်ဖို့အစစ်အစစ်နဲ့ပြန်သွားတဲ့အချိန်မှာစီကူရောက်တော့ရုတ်တရက်ကြီးသူ့ကိုဗီဇာပိတ်ခံရပါတော့သွားလို့မရဒါပေမဲ့တော့ကျွန်တော်နိုင်ငံရေးကြီးရောက်တော့အဲ့တော့အဲ့ဒါဘသူလက်ချက်လဲဆိုတော့အခုချိန်မှာဆိုရင်စစ်ကောင်စီကလှုပ်တာဆိုတိလာပါတော့အဲ့တော့စစ်ကောင်စီကသူ့ရဲ့သူ့ကိုဘောမနေလူတယောက်ကတော့ပါတော့သူ့ကိုလည်းနည်းနည်းပြန်ပြောတာနဲ့အခုလိုမျိုးလှုပ်တဲ့အချိန်ကြီးကိုကိုစီရဲ့သုံးသက်ချက်ကတော့ကြည်လာနော်ကျွန်တော်ကသူကပြောတော့သူကချက်ချင်းလည်းညံပြီးတော့ဖင်လန်တန်းရောက်မှာပေါ့နော်ပြန်ပြီးတော့သနာသိမ်းမှုမ ရှိရဖိနန်တန်ကျွန်တော်ကအတနာခံစားတင်ဟုတ်တဲ့ခံမှာသူကချင်းလာခြင်းပဲမဟုတ်တဲ့အတွက်ကြောင့်မလို့ဆင်းမှုကိုကျွန်တော် Sunday ဆိုတဲ့နာခံစားတင်ဟုတ်လားရုံးပိတ်ရခြင်းဖြစ်နေတယ်အဲဒါမဲ့တော့ကျွန်တော်နိုင်ငံရေးဝန်ကြီးရောလာလာတိုင်းခါမှာမနေ့ကျရင်ကျွန်တော်ရောက်လာခဲ့မယ်တဲ့ဖိနန်နိုင်ငံရေးဝန်ကြီးသူတို့ပြောတော့ကျွန်တော်24နိုင်ပြောတော့ဘုန်းဆက်တဲ့ခါဆင်ကူကကျွန်တော်ညာလွင်းခြင်းပဲဆက်တဲ့ခါမှာလေရင်းနဲ့ပြန်ပြီးတော့ဟုတ်လားတဲ့ဆရာပေါ်တော့ဒီမှာဒီလိုဖြစ်နေပါတော့ကျွန်တော်ရှင်းပြတဲ့ခါ အဲ့တော့ကြားနေဆိုတော့ကြားနေတော့ဒီများနိုင်ငံတည်းရဲ့နိုင်ငံသားတည်းရဟုတ်တဲ့ခါမှာတို့ကချက်ချင်းလာနိုင်ငံသားဆိုရင်ငါတို့မြန်မာမျက်စိနဲ့ကြည့်မယ်ဆိုရင်မောင်မောင်ဒီဖင်လန်နိုင်ငံသားခန့်ယူထားတဲ့ခါမှာမနေ့ကဒီများနိုင်ငံလာတဲ့လူတည်းရ လို့ပြောရပါတော့ကျွန်တော်နိုင်ငံမှာဆိုကလာကလာဆိုပြီးတော့ညာတွင်ချင်းပဲဥဝင်ကောင်တွေကိုပြောပြီးတော့နှိမ့်တယ်ပို့လိုက်ဟုတ်တယ်နော်ဒါပေမဲ့တို့နိုင်ငံမှာလူကိုလူတရားနိုင်ငံဒီရဲ့နိုင်ငံသားတရားအာဒီကောင်မြန်မာပြည်လာတဲ့ကောင်နိုင်ငံသားဆိုရင်ငါတို့မြန်မာမျက်စိနဲ့ချင်းပြတာတက်တာဆိုတော့ဟာမျိုးတော့မဟုတ်ဘူးဖင်လန်နိုင်ငံကဒါပေမဲ့ပိုင်တို့လို့လဲဟမ်ဥပဒေနိုင်ငံလာတဲ့လူတယောက်ကိုလူလိုတရားနိုင်ငံမှာဆိုကလာကလာဆိုပြီးတော့ကျွန်တော်တို့မြန်မာပြည်မှာမြန်မာပြည်သားတယောက်ကိုဟုတ်တယ်နော်ဒါပေမဲ့တို့နိုင်ငံမှာလူကိုလူလိုတန်ဖိုးထားဒီဈေးမှာ လူတွေရှိမှအဲဒီကောင်ကမပြေးလာတဲ့ကောင်ကိုဆက်လုပ်ပေးစီအကြောင်းဒီစေးုံမှာပြည်သူတွေရှိမှတည့်ရတဲ့စေးုံရောင်းချက်ချတယ်ဒါပေမဲ့စစ်ပေးကြောင်စကမ်းမှာပြည်သူတွေရှိမှတည့်ရတဲ့စစ်ပေးကြောင်လူတယောက်ကိုလူလိုတန်ဖိုးထားတဲ့လူတွေကစည်ရင်းပြတ်မောက်တဲ့နေရာတွေမှာညီမပြည်သားတယောက်စဉ်းစားကြည့်အဲ့ဒါလိုတန်ဖိုးဘလောက်ထိကွာနေလို့တက်ပြတ်နေအဲ့ဒါအပြည့်ပဲဒီစေးမှာတော်နိုင်ရှိမှတည့်ရတဲ့စေးုံရောင်းချက်ချအပြစ်လားဒီစေးုံမှာပြည်သူတွေရှိမှတည့်ရတဲ့စေးုံများနိုင်ငံလိုမျိုးကောင်းကောင်းမှုမဟုတ်ဘူးစစ်ပေးကြောင်စကမ်းမှာပြည်သူတွေရှိမှတည့်ရတဲ့စေးုံမျိုးတွေတော်နိုင်ချက်ချတာ ဟမ်တောင်းပန်ရင်ပြင်းမှန်းတယ်ရေဘုံမကြီးဆိုတော့ကွာစားဆိုတော့လူကိုလူကိုကွာနေပြက်ရက်ဆက်ရုံးနေကြလို့ဒါကြောင့်နိုင်ငံနေကြတယ်ဆိုတာတော်လန်နဲ့တူတယ်အပြစ်လားနော်သူများနိုင်ငံလိုမျိုးကောင်းကောင်းမွန်မွန်အုပ်ချုပ်နေတာကိုသူများပြည်သူလိုမနေဘဲနဲ့တော်နိုင်နေကြတာဖြစ်တယ်ဟုတ်ကဲ့။ဒါမှမဟုတ်သူများနိုင်ငံနဲ့အစာပေါင်းများစွာကွာစားပြီးတော့လူကိုလူလိုမထင်တက်ပြက်ရက်ဆက်ရုပ်မှန်နေကြလို့မခံနိုင်လို့ထပ်တော်နိုင်တာ။ဒါကိုကြည့်ကျွန်တော်က အဲခုလည်းပြောချင်တယ်ဘာမှမလုပ်ပြောချင်တယ်ကျွန်တော်ကင်နာတာစီစဉ်ထားတဲ့ passport ဖြစ်စဉ်တွေ passport ဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဘူးကမ္ဘာမှာခိုင်မာဆုံးတွေကစာလုံးကတော့ power အကောင်းဆုံး power အရှိဆုံး passport အာဘာကြောင့်လဲဆိုတော့စာလုံးကအနိုင်ငံမဆိုတကားစာလုံးကကျွန်တော်ကအဲမပြောချင်ပါကျွန်တော်ပြောချင်ကျွန်တော်ကင်နာတာဖင်လန် passport စာလုံးနေတဲ့ passport ဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ကမ္ဘာမှာခိုင်မာဆုံးတွေကနိုင်ငံရေးကြောင့်အကောင်းဆုံး power အရှိဆုံးအဲ့တော့လူပဲဖြစ်ဖြစ်ပေါ့အဲ့တော့ကျွန်တော်နိုင်ငံမှာဆက်လောက်ချရှိတာမရှိကျွန်တော်ဒီလိုလူမျိုးတွေနဲ့ကျွန်တော်ပတ်သက်ဘူးတယ် အဲဒီလိုမျိုးတွေအခုလုတ်နေတဲ့စာလုံးတွေနဲ့လုတ်နေတယ်အဲသူတို့နဲ့မတည့်ဘူးဆိုရင်အခုတော့မှချင်းချောက်တာ online ပေါ့နိုင်ငံရေးကြောင်လာတာပေါ့တော့ပေါ့နော်အဲသူတို့နဲ့မတည့်ဘူး blue field ပေါ့သူတို့ကကျွန်တော်ကတော့ဒါချက်လောက်ချပြတာပါဒီလိုလူမျိုးတွေနဲ့ကျွန်တော်ပတ်သက်တဲ့ office လေးဆိုလို့ရှိရင်ဒီလိုလူမျိုးတွေအခုလုပ်နေတဲ့ပုံစံတိုင်းလုပ်ချပြီးတော့အဲသူတို့နဲ့မတည့်ဘူးဆိုရင်အခုတော့မှချင်းချောက်တာ online ပေါ်နေတိုင်းတိုင်းဒီမှာဖမ်းခံဖမ်းခံအဲသူတို့နဲ့မတည့်ဘူးအဲသူတို့ကအားပါတော့တည်ထားစီချင်းလို့ခေါ်မယ် ဲ့တော့ကဲကဲစဉ်းစားကြည့်တန်ရုံကိုအသုံးချလိုက်တယ်သူတို့ကမတည့်ဘူးဆိုအောင်ရိုးရရန်ဖြစ်နေတာမဟုတ်ဘူးဒါကွန်မောင်းကတော့ကိုရောပြောသွားတယ်မှာဒီပြန်ကောက်ရောက်လိုက်မယ်နော်မောင်းမောင်းဒီစစ်တပ်မှာမရှိတဲ့အဖြစ်ကဲကဲစဉ်းစားကြည့်စစ်ဘုံကျုပ်တွေမှာမရှိတဲ့အဖြစ်သူတို့ကမတည့်ဘူးကောင်းဆောင်တွေမှာမရှိတဲ့အဖြစ်ဒါကွန်မောင်းကကိုရောပြောသွားတယ်မကောင်းတဲ့ဟာကိုမရှိတဲ့မောင်းဒီစစ်တပ်မှာမရှိတဲ့အဖြစ်စစ်ဘုံကျုပ်တွေမှာမရှိတဲ့အဖြစ်ကောင်းနေကျက်ဖို့ကောင်းဆောင်တွေမှာမရှိတဲ့အဖြစ်လွဲနေတာအိယာ မကောင်းတဲ့ဟာကိုမရှိတဲ့ဟာကိုလိန်လေပြီးတော့လူတို့ကိုဝါရမိုင်းတိုက်တာမတူဘူးနော်တကယ်ပဲဒီကောင်မရှိတဲ့ပြစ်ကိုလုပ်လို့ရှိရာဒီကောင်လွဲနေတဲ့အရာရေးယူပါပြစ်ဖြစ်နေတဲ့အရာကိုအခုက online ဘောအောင်ကချိတ်ချောက်တယ်စဉ်းစားကြည့်မတူဘူးနော်ဒီမောင်မောင်မရှိတဲ့ပြစ်ကိုလုပ်အားပေးတာမဟုတ်ဒီကောင်လည်းအားပေးတာမဟုတ်ဒီနေ့ဒီစစ်တပ်ကိုအမာခံထောက်ခံနေတဲ့လူကြီးအောင်စဉ်းစားကြည့်အဲ့လိုလူမျိုးတောင်မှဒီမောင်မောင်ဆိုတာ PDF ကိုအားပေးတာမဟုတ် online ကိုအားပေးတာမဟုတ်ဒီနေ့ဒီစစ်တပ်ကိုအမာခံထောက်ခံနေတဲ့လူကြီးအောင် အဲ့လိုလူမျိုးတော်ကဒီလိုမျိုးရုပ်မှန်နဲ့တာမန်တီသူအစ်စ်တို့ဘောအာမပေးသူတို့အမှန်ကအားပေးလာတဲ့လူတယောက်တော့မှာတပည့်တွေပြည့်ဖြစ်နေတာသူတို့အဖြစ်ကိုနည်းနည်းလေးထောက်ပြလိုက်တာနဲ့အမှန်ကအားပေးလာတဲ့လူတယောက်တော့မှာဖြစ်လာတဲ့ကောင်းနည်းနည်းပြည့်တိုင်းပြည်ကိုပြည့်ပြီးနည်းနည်းလေးထောက်ပြလိုက်တာလားမပေးတာချဖမ်းမဲ့စီးမဲ့တတ်မဲ့ဒါကျွန်တော်ပြောတာလက်တွေ့ကျကျပဲကျွန်တော်နိုင်ပြည်ကိုတက်ပြီးအုပ်ချုပ်ဝင်တို့ဆန့်ကျင်နေတဲ့ဘက်မို့ဘာမဆိုလာဆန့်ကျင်ကျွန်တော်ပြောတာလက်တွေ့ကျကျပဲဒီကောင်းနေသည်ဒီလိုမျိုးဆန့်ကျင်တို့ဆန့်ကျင်နေတဲ့ဘက်မို့ဘာမဆိုလာဆန့်ကျင်နေရကြဒီကောင်းနေသည် ဘာကိုလူတိုင်းလဲတိ့ဖို့အရာတွေအခုပုံပုံပြောမှရှင်းနေလေရကြာနော်ဘာကိုလူတိုင်းလဲတိ့ဖို့လူနော်အခုပုံပုံပြောမှရှင်းနေနော်ဆင်လာနိုင်ငံဝင်လုံးတဲ့ဒီလိုမျိုးတွေကကျွန်တော်အောင်ပွဲခံတဲ့ခါကြတော့ဆင်လာနိုင်ငံဝင်လုံးတဲ့ချက်ချင်းဝင်လုံးများတဲ့ခါမှာချိတ်ဆက်ယူဆကြည့်အောင်ပွဲခံတဲ့ခါကြတော့ကျွန်တော်တွက်ချက်ကြည့်တာပေါ့ချိတ်ဆက်ယူဆကြည့်လို့ရပါပြီနော်အော်အောင်ဝတ်ခံရတယ်နော်အဲကျွန်တော်နောက်ထပ်အိုက်ကနေပြီးတော့အောင်ဝတ်ခံရတယ်ဒီကျွန်တော်နောက်ထပ်အိုက်ကနေပြီးတော့တရုတ်ရောက်တဲ့ခါမှာလဲ တေးဦးကတေးဦးရောက်တဲ့ခါမှာလေတေးဦးကတည်ကျင်တာပါတေးဦးကဘာဖြစ်ဘူးကတေးဦးကတေးဦးကတည်ကျင်တာပါလေဆိုတော့စင်ကူကမင်းဘာကြောင့်တည်ကျင်တာလေးတစ်ခုပဲရှိပါလားတည်ကျင်တာအဲ့တော့တည်ကျင်တာလေးတစ်ခုတေးဦးကမင်းနိုင်ငံကဘာပြဿနာမရှိဘူးတေးဦးကမင်းချင်တေးဦးကမင်းနိုင်ငံကဘာပြဿနာမရှိဘူးမင်းချင်ချင်မျိုးဝင်လို့ရတယ်အဲ့စင်ကူဘာကြောင့်ပေးမွင်လဲဆိုတာတည်ကျင်ဘာကြောင့်ပေးမွင်လဲဆိုတာတည်ကျင်ပါဆိုကျွန်တော်တို့မပေးဘူးပြဆိုတော့ဆိုကျွန်တော်တို့မပေးဘူးပြဆိုတော့ယူပြီးတော့တို့တေးဦးလက်ထောက်ပြတဲ့ခါကျတေးဦးလက်ထောက်အဲ့တေးဦးနဲ့ကျွန်တော်ဆက်အဲ့တေးဦးနဲ့ကျွန်တော်ရဲ့တေးဦးရဲ့တေးဦးရဲ့တေးဦးရဲ့ရှင်ရဲ့အဲ့ရဲနဲ့ကျွန်တော်ကရဲနဲ့ကျွန်တော်စကားပြောတဲ့ခါမှာရဲရဲရဲပြောပြောကျွန်တော်ကျွန်တော်ပုံကအဲဘာမှမဆို စစ်စစ်တာဘာမှမကောင်းဘူးချက်လက်ပြပါဆိုကြတယ်ကျွန်တော်ချက်လက်ပြပါပေါ့ကျွန်တော်ကျွန်တော်မိတယ်ဟာလုလုဟာလု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 ဆိုကျွန်တော်လည်းပြောတော့လု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 ကိုပြောတော့အဲ့လုနဲ့ပတ်သက်ပြီးအဲ့လုနဲ့ပတ်သက်ပြီးထောက်ထားပြထောက်ထားပြမယ်ဆိုထောက်ထားပြမယ်ဆိုလိုက်တော့ဒီမှာပတ်နေဆိုလိုက်တော့ဒီမှာပတ်နေဆိုဘုန်းကြီးကျန်တဲ့ဟာတွေပဲဆက်ဆက်စစ်တဲ့ဟာတွေပဲဆက်ဆက်စစ်တဲ့ဟာမှမပြောဘူးအဲ့ကျွန်တော်ဘာမှမကျွန်တော်တို့ကဗျာတယ်လီဂရမ်နဲ့ကူတာကျွန်တော်တို့ကဗျာတယ်လီဂရမ်နဲ့ကူတာတာတွေဒီမှာဗီဒီယိုတွေဒီစစ်နဲ့စစ်တက်ကစစ်ပေါ်ကောင်းလဲဆိုလို့ရှိရင်စစ်တက်ကတီဂျီနဲ့ပေါ်လဲဆိုလို့ရှိရင်ဟိုတက်ကဗီဒီယိုတွေတီဂျီနဲ့ပုံနေမှာလဲသူကဗီဒီယိုတွေတီဂျီနဲ့ပုံနေကျွန်တော်တို့တိလိုက်ဆိုရှင်ကူကူမကူကူတွေပါ အပေါ်လာကောင်းနေမှာရှိတယ်အဲ့လောက်မြင်တယ်မြင်နေမြင်ရောအဲ့မှာသူကတန်းနေရှိတယ်အဲ့လောက်မြင်တယ်အဲ့လောက်မြင်တယ်တရုတ်ရင်းနေမြင်ရောအဲ့မှာသူကတန်းနေခါမှာဟောအဲတရုတ်ရေးရကျွန်တော်ပြပါမှာဒါရီရကမှာအေးစီပဲလीမြင်ကြည့်ကြည့်လို့ရတယ်ကျွန်တော်ပြတို့တရုတ်နိုင်ငံဒါရီရငါကူလို့မရအေးစီပဲလीမြင်ကြည့်မင်းငါတရုတ်နိုင်ငံသားမဟုတ်ဘူးလေတို့တရုတ်နိုင်ငံမှာဒါရီကူလို့မရဘူးအဲ့နဲ့တို့ကမင်းငါတရုတ်နိုင်ငံသားမဟုတ်ဘူးငါအဲအဲ့လောက်ကိုတို့ဆက်လက်ယူတနင်းနေ့မှာ6ယူသက်လားကျွန်တော် Viber လေးကပေါ့ဘူးအဲ့လောက်ကိုတို့ယူတယ်ဆက်လက်ယူတနင်းနေ့မှာ6ယူသက်လားကျွန်တော် Viber လေးကပေါ့ဘူးဆိုင်လို့လားဆိုတော့ယူတယ်မဆိုင်ဘူးရှိပြီးတော့လုံးနားမလဲမင်းကမင်းကိုဆက်စစ်မယ်မင်းကဆိုင်လို့လားဆိုတော့ အဲ့တော့မင်းအနေနဲ့အင်္ဂလိပ်စကားပြောတဲ့လူတယောက်ရှာမင်းကမင်းကိုလည်းဆက်စစ်မှမပေးဘူးခေါ်တဲ့ခါမင်းကလည်းအင်္ဂလိပ်စကားတောင်းမင်းအနေနဲ့အင်္ဂလိပ်စကားပြောတဲ့လူတယောက်ရှာပြောတဲ့ခါကျတော့သူခေါ်လာခေါ်တဲ့ခါမင်းကလည်းအင်္ဂလိပ်စကားတောင်းမင်းတို့ငောက်စစ်ချင်တယ်ဆိုချက်အနိုင်ရဝင်ကြီးသုံးပုံငါရှာပြောတဲ့ခါကျတော့သူကဆက်မစစ်ဘူးပြေးမစစ်တော့ဘူးလို့မင်းတို့ကလည်းငောက်စစ်ချင်တယ်ဆိုချက်အနိုင်ရဝင်ကြီးသုံးပုံငါရှာနေမှာခေါ်ခေါက်ကိစ္စမှာငါတို့လည်းပြေးဘူးသူကဆက်မစစ်တော့အဲ့တော့ မင်းလည်းမဝင်တယ်ဟုတ်ဒါပေမဲ့မစစ်တော့ဆိုတော့တရုတ်ဘာသူရှိနေလို့အဲ့ဒီ immigration မှာကျွန်တော်ခေါက်ကိစ္စမှာငါတို့လည်းပြီးတော့မနှက်ကနေပြီးတော့ညတော့ကျွန်တော်နေလိုက်မင်းလည်းမဝင်တယ်နေတဲ့ခါကျွန်တော်တို့ခါလေးအဆောင်ရှောက်တရုတ်တရုတ်အဲ့ဒီ immigration မှာကျွန်တော်ခါလေးဆောင်ရှောက်နေရတာအမနှက်ကတော့ချက်ချက်မကောလာတာတရုတ်အနည်းငယ်ကတော့ပေါ်ပါသွားမယ်ဆိုတော့နောက်ပါလိုက်တယ်ဟုတ် CCTV တော့တယောက်ပြီးတယောက်ပြန်လာတယ်စောင့်ရှောက်နေတာရဲတွေတော့ဘယ်တော့တော့ချက်ချက်မကောရတယ်တယောက်မင်းကြီးယောက်ျားလေးအကုန်ပြောင်းကျွန်တော်ပေါ်ပါသွားမယ်ဆိုတော့ရှင်နောက်ပါလိုက်တယ်ဒီကောင်တယောက်ပြီးတယောက်ပြန်လာတယ်ကျွန်တော်လည်းအခြေအိုတော့အလကားမှာပါတယောက်နဲ့ပတ်သက်ပြီးလာပါတယောက်ပြီးတယောက်ပြန်လာတယ်အမောဆုံးတယောက် CCTV ကကျွန်တော်ရှင်းလိုက်တာ သုံးဝင်တယ်ဆိုတာအကောင်းအဲဒီလေးကျွန်တော်လည်းအခြေအိုတော့သူ့ရဲ့လက်ကမ်းပါစကြောင်းဒီရုပ်နဲ့ပတ်သက်ပြီးကျွန်တော်လေးလာပါတယ်လေးလာခါမှာပြောင်းအောင်ဆုံးဒီရုပ်တော့ကျွန်တော်လည်းရင်းနေရပါစားသုံးဝေးတာပေါ့သူ့ရဲ့ဘဝအခြေအနေလူမှုရေးအခြေအနေအဲဒီလေးမင်းဘယ်လိုလဲပေါ့အကုန်လုံးပြေကူရဲ့ဘဝစကြောင်းလေးပြီးတော့သူ့တောင်းနေပြီးတော့နောက်တစ်ယောက်လာနောက်တစ်ယောက်ကောင်းပါဖြစ်ပြတယ်အဲ့တော့ကျွန်တော်လည်းတတိယလေးရပါစားကျွန်တော်လေးလာသူ့ရဲ့ဘဝအခြေအနေလူမှုရေးအခြေအနေသူ့တို့အင်တာဗျူးခဲ့တယ်ပေါ့အကုန်လုံးပြေကူရဲ့ဘဝစကြောင်းလေးပြီးတော့ သူအချို့တာဝန်ချင်းမှုရေးကြတယ်အချို့တော့ရေးကြမောက်ပါအချို့အတိတ်ကလည်းကောင်းလားလူငယ်ပိုင်းတွေကြလေးလာကိုစင်တာလေးလေးလာတော့ပါတယ်သူတို့အင်တာဗျူးလည်းသူရဲ့ culture လေးလည်းပြောပြတယ်မိသားစုအချင်းချင်းမှာစိတ်ချတယ်စင်မှုရေးကြအချို့တရုတ်ရေးကြမောက်ပါအချို့အတိတ်နဲ့ဖြည်းဖြည်းနဲ့လူငယ်ပိုင်းတွေကြတော့အရန်ကိုညနေကြတော့တော့ပါစင်ကလေးတွေကလည်းပြီးတော့ culture လေးမကောက်ရတော့ AC သားစုချင်းညမှာစစ်တယ်နောက်တစ်ခေါက်ဝင်လို့ရပါတယ်ဒီတစ်ခေါက်တော့ကျွန်တော်စီးမှာမလောက်ရတယ်စာမကြီးတွေဖြည်းပြီးပါတယ်အဲဖြည်းဖြည်းနဲ့ကြောင်းလေးတွေပေါ့နော်ဒီဥပမာညနေကြတော့ကျွန်တော်စင်ကူမှာ ဲ့ဒီအုပ်စုတုပ်စုကတရုတ်ကနေအမွေးခံနေဆက်ခါကြတော့ငါတို့ရောက်တော့ AC ပါပါဆက်ဆက်ကြည့်လိုက်မယ်ဒီဟိုလည်းနောက်တစ်ခေါက်ဝင်လို့ရပါတယ်ဒီတစ်ခေါက်တော့ကျွန်တော်ပြည်မြန်မာအစိုးရဘက်ကပဲကျွန်တော်ကိုအဲဘယ်လိုခေါ်မလဲစီအောင်လို့ဝင်လို့မရအောင်ပြည်တဲ့ပြုတ်နေပါပြန်တာစဉ်းလို့ရတယ်ပေါ့နော်စားလို့ရပါကြောင်အဲ့ဒီမှာကျွန်တော်ပြောတော့အုပ်စုကလည်းအမွေးခံနေဆက်ခါကြတော့သူတို့နဲ့မတည့်လို့ရှိရင်ဆက်ဆက်ကြည့်လိုက်မယ်ဒါလေးသူတို့မကြိုက်လို့ရှိရင်ပတ်စပို့နံပါတ်ပေးမြန်မာအစိုးရဘက်ကပဲတိုင်းရုံးတော့ စစ်တမ်းရုံးကောင်တို့ဆင်ကိုတဲ့ခမိုင်းလို့မရအောင်ပိတ်တဲ့ပုံစံမျိုးမှာပြောပြရတယ်ယူဆလို့ရပါတယ်ပြောကြအောင်ဆက်မှကျွန်တော်ပြောသလိုဖန်ကန်ဖန်ကန်ဖန်ကန်ဒီလူနောက်ထပ်ဆင်ကိုမှာတို့နာမည်တွေရှိတာကျွန်တော်တို့တာတော့ဖောက်ကြည့်လို့ရှိရင် passport number တော့ဒီတော့ခုပေးဆိုပြီးအဝဲခံနေအောင်တွေ့ရတယ်တမ်းရုံးတော့တို့အာစိတ်ပျက်စရာကြီးနော်မတိလို့ရှိရင်မောင်မောင်လာတာကိုတော်လိုင်းအင်အားစုတွေဘက်ကဟုတ်လားသူတို့ဒုက္ခပေးပြီးတော့အောင်ပွဲခံတယ်သူတို့ဖြစ်ကမှာအဲ့ဒီအုပ်စုကဟိုစစ်တပ်ထောက်ခံတဲ့ဘောမှလေးပြီးတော့ ်စစ်တပ်ကိုထောက်ခံတာအကောင့်တူနေတာမဟုတ်ဘူးနော်ဟမ်ပြည်တွင်က6800ဇာတ်တွေမဟုတ်ဘူးသောစင်မရှိတဲ့6800ဟာဟာတို့တော်နေအင်းငါတို့တက်မတော်ကိုထောက်ခံတယ်ဆိုပြီးပြေးခံဒုက္ခပေးပြီးတော့အဝဲခံတယ်မောင်းမောင်းတာဘန်ကောက်ရောက်လာကျွန်တော်မကြည့်ဘူးစစ်တပ်ထောက်ခံတယ်ဘောမစကားပြောမှသင်နေမဲ့တို့လူမျိုးတွေစစ်တပ်ကိုထောက်ခံတာအကောင့်တူနေတာမဟုတ်ဘူးနော်ဟာဒီတော့ပိတ်ခါ6800ဇာတ်တွေမဟုတ်ဘူးဒူသောစင်မရှိတဲ့6800ဇာတ်လို့ဒါပေမဲ့တို့လူမျိုးတွေကျွန်တော်တို့ငါတို့တက်မတော်ကိုထောက်ခံတယ်ဆိုပြီးပြေးခံရှိရှိ ဘာဖြစ်လို့လဲအခုဒီလူမမောင်းတာဘာလို့လဲကျွန်တော်မေးတာကျွန်တော်လှမ်းလှမ်းတို့နဲ့ကျွန်တော်နဲ့အမြင်ကြီးမတူဘူးလမ်းကြောင်းကြီးမတူနေတဲ့နေရဘာဖြစ်လို့လဲတီလေးကဒီစစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့ကျွန်တော်တို့ကတိုက်ခါရေးတို့တော်စိုးဦးတို့ငပောက်တို့အိပ်ပိုင်းတို့အမြင်ကြီးမတူဘူးဘက်ချင်းမတူဘူးဒါပေမဲ့ကျွန်တော်လူမျိုးတွေကျွန်တော်တို့အပြင်မှာလည်းထိုင်ပြီးတော့မောင်မောင်မျိုးနဲ့ချီးတွင်းတော့မတန်ဘူးမောင်မောင်မျိုးနဲ့ချီးတော့ဒီလူတွေမတန်အစားတန်ဖို့ရှိတယ်ဘာဖြစ်လို့လဲ တတို့တော့ကျွန်တော်လည်းအမြင်ချင်းမလန်းတော့ချင်းမတူနေနေခိုက်တယ်လို့အတိုက်ခံလို့ဒီစစ်သားကိုတန်းကြပါလို့ပဲလို့လို့ကြော်မျိုးဒီကကြော်စင်ကဘူးလို့ငါဘုံပါလာခီးတယ်ပိုင်ရဲကျွန်တော်ပြောသလိုပဲမနက်ကဆိုရင်တော်လိုင်းအင်းရဲ့ဆီဘက်ကဝိုင်းလို့ပြီးတော့ ဟုတ်လားဟာဘောမောင်ရဲ့ချီးကျွေးတော့ဒီဒုက္ခရောက်သွားတယ်ဘောမောင်ရဲ့ချီးကျွေးမဖြစ်ကြပါလေအခုဟာကဘယ်လိုစစ်တပ်ကိုတတ်တော့အမှန်ကန်ပတ်ညပတ်ပြီးတော့ဟိုးကြောင့်ထိုးရဲတောက်ခံတယ်လို့တိုက်ခံဆိုတော့ဘယ်နေမှာလဲရန်သူတို့ပြန်ကလန်တန်းချတဲ့အလုပ်ပဲလုပ်လို့ကောင်းကြတယ်တော့ဒါပေမဲ့အခုဒီစင်ကာပူကောင်းကြတယ်ဘောမောင်လာတဲ့ခီးစဉ်ပြေပဲကျွန်တော်ပြောသလိုပဲမနက်ကဆိုရင်စောအာနာယူတွေပဲကဝိုင်းလို့အာနာယူအတိုင်းအဝိုင်းစောက်ဟာဘောမောင်ဘောမောင် ဒီလိုတော့ရွာရွာအဲ့တော့ဒီလိုကောင်မျိုးတွေပဲဖြစ်ကြတော့တိုင်းပြည်ကိုအုပ်ချုပ်အခုဟာကဘလို့စစ်တပ်ကိုတစ်သက်လုံးအမာခံထောက်ခံလာတဲ့အကြောင်းမလို့ခိုးကြောင်ခိုးဝဲထောက်ခံလာတဲ့အောက်တန်းသားတွေကရန်သူတို့ပြန်ကလန်ထောက်နေတယ်ကြားလို့ပေါ့တယ်ရဲ့ပုံစံလေးတွေနော်ကြားလို့ပေါ့တယ်ဒါပေမဲ့အဲ့ဒါအဖေကအဲ့ဒါမြန်မာပြည်လက်ရှိအာနာယူတွေနဲ့ဒီအာနာယူအတိုင်းအဝိုင်းကစောက်ကြည့်အဲ့ဒါမြန်အောင်ပြရတယ်ကျွန်တော်ဖြေရမယ်အဲ့တော့ဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့ကတိုင်းပြည်ကိုအုပ်ချုပ်ခွင့်ပေးရအောင် ရတယ်ရတယ်ဆိုရင်ပတ်ကြိုသိနေရပါဘူးရတယ်အဲ့တော့အဲ့အတွက်ကြောင့်မလို့ကျွန်တော်အခုကျွန်တော်စင်နေနိုင်လို့မရအောင်လုပ်တာဟာလိုက်ပါပါเนาะလိုက်လို့စင်နေကျွန်တော်အချိန်ရှိရတဲ့ကြောင့်မလို့ဒီကိစ္စတွေတို့ရဲ့အချိန်ကားပုံစံလေးတွေပေါ့เนาะယူဆလို့ရတယ်ဒါပေမဲ့အဲ့တော့မင်းတို့စစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့အတိုင်းအဝိုင်းနေနေတဲ့အပြူတော်ဆောင်နေပြီးတော့ဆက်ကားပြောချင်တယ်အမေးတဲ့ခါကျတော့စဉ်းစားပေးလိုက်ခံရအဲ့ဒါပါလေနံပါတ်၄ဆိုဘုံဟင်းတော့စင်ကူကိုလာမယ်နော်ဒါငါတို့ဖက်ကတူပြီးပုံပုံတော့ဇော်ဘုံဟင်းကိုငါတို့လမ်းမှာသွေးငါတို့တတ်မှာဒါဘုံဟင်းလည်းရတယ်ဆိုချင်တယ်ဒီအမှန်တိုင်းပြောတာရိုးရိုးရှင်းရှင်းပြောတာ ဇော်ဘုံကြီးရတဲ့ငါတို့တွေ့ဖမ်းပြီးတတ်တယ်။ဟုတ်တယ်နော်။တို့တော့ငါတို့အဲ့လောက်ထိရန်တယ်ကျွန်တော်။ဒါပေမဲ့လက်ရှိဇော်ဘုံကြီးကိုဒီနေ့ဖမ်းပြီးထောင်ချထားတာဒီတော်လိုင်းအင်အားစုဘက်ကလားစစ်တပ်ဘက်က ကဲအဲ့တော့မင်းတို့စစ်ပတ်ကိုမာတန်တိုင်းဝိုင်းနေတယ်တဲတဲတန်လုတ်ပြီးတော့တက်တဲ့ပြီးလုတ်နေတယ်သူပြောချင်တယ်အတက်နဲ့ရင်ပြီးထောက်ခံစားပေးပါတကယ်လည်းဒီစစ်ပတ်တော့ရှေ့တန်းနေပြီအော်စင်းလိုက်တဲ့ငားတွေတော့မလုတ်ဒါငါတို့ကကလူတွေကြည့်နေတော့ဇော်ပေါင်းရောငါတို့လမ်းမှာတွေ့ကြည့်နေတယ်ဟုတ်ဝင်ဝင်ဒီလူကတကယ်လုတ်နိုင်ပြောတာတကယ်ဘယ်လိုရှင်းရှင်းပြောတာအဲ့တော့ဇော်ပေါင်းရလည်းလုတ်နေတယ်ဖာဖြန်းပြီးတူယူကြုံမရဖြစ်လာ ဟုတ်တယ်နော်ကျွန်တော်စစ်တပ်ကငါရှုံးနေတယ်သူကြည့်နေတယ်ဒါပေမဲ့လက်ရှိဇော်ဘုံရဲ့ YouTube မှာထောက်ချထားတာတိတ်မနေခင်ဗျာဒေါ်လာထွက်ပြီးတော့ပေါက်ကွဲစစ်တပ်ကမလို့လားအဲ့တဲ့စကားတွေဇော်ဘုံရဲ့စစ်တပ်ကမာကန်သူရွက်စကားတော့ပြန်လုပ်ပြီးတော့ဒါပေမဲ့ရင်းပြီးလုပ်နေတဲ့သူအတက်နဲ့ရင်းပြီးထောက်ခံနေတဲ့သူမလို့ဘက်ကကြည့်မယ်ဆိုရင်ရင်းကြီးကလေးတို့ရိုင်းတိုင်းတိအောင်ဆင်းလေးတို့ကမာကန်ကမလုပ်နဲ့ဟောငါကြည့်နေကျော်ရင်ကျွန်တော်ကြည့်နေပေါ်တစ်ချောင်းကျော်ကြည့်နေထုတ်လိုက်ဟို อ๋อดีกว่าตะเกียงเนาะเนาะครับเกเรเป็นคนเล่นผิดไม่อยากอูล่ะอะแล้วตูอะแล้วนอกเองเนี่ยผิดล่ะตูอยู่โยงไม่อยากผิดล่ะนอกพี่แล้วโกตูสิทธิ์แต่ผักกาโกยงนี่ตูท่องกันเนี่ยโยงเนี่ยอัตตเป็ดอยู่โยงไม่อยากในปอมมาตูโกไม่ได้ตัดเป็ดพี่แล้วสีออกตรงปอกก้วยเลยမလို့အဲ့ဒါစကားတွေပြောတယ်ပေါ့ဗျ။ရိုင်းတိုင်းနဲ့အဲ့ဒါလိုလူမျိုးကိုတောင်မှသူပြောစကားတော့မှန်တယ်။ဒါပေမဲ့တွားမပြောနိုင်ဘူး။ဒါတော့မင်းတို့ကတက်ပြီးစမ်းမယ်။မင်းတို့ဘက်ကကြည့်မယ်ဆိုရင်နိုင်ငံကြီးကဲတွေကိုသူတို့ရိုင်းတိုင်းတယ်ပေါ့။ မမမမအခုမင်းတို့စစ်တပ်ကိုထောက်ခံပါနေတယ်ဆိုလူတွေရောစစ်ကြောမင်းတို့ကဒီမောင်မောင်လုံးလုံးချောင်းကျိုးဘာရိုက်ထုတ်လဲဇော်ဘုံအဲ့လိုမျိုးဘောလာမျိုးမဖြစ်ဘူးလို့မင်းတို့မင်းတို့ထောက်ခံပါနေမယ်နော်ကဲကြားတိုင်းပေါ့နော် ဒီတဲ့မို့ငယ်အောင်ငယ်တဲ့ဘူးပတ်ပြောင်းပြောင်းနေနောက်ပြီးတော့ကို့လူကိုအလောက်ကြီးရနှစ်လေးနဲ့တန်းနေတော့ပေါ့စရိုက်ကြီးကို့အသက်ပေးပြီးစပီကာလုပ်နေတယ်ကို့အသက်ပေးပြီးစပီအောင်လုပ်နေတယ်ဒါဘာဖြစ်ရောဒီမိုကရေစီနဲ့နေတဲ့လူတစ်ယောက်ကတော့ချက်ဖက်အဲ့ဒီလိုလူမျိုးကိုတော့ဟောင်ကောင်ကြီးသိပါနော်ဒီမှာပြတ်လို့သိပါတယ်တကယ်ကိုမပြောနိုင်ဘူးဒီမိုကရေစီနိုင်ငံမှာနေတဲ့လူဆိုပို့သူတို့ကတက်ဦးဆက်မယ်ပြင်စစ်နေတယ်ဘာလဲဆိုတော့အားလုံးလည်းသိပြီးသားဖြစ်ပါတယ်နော်ဟမ် မမမမလာဘူးအခုမင်းတို့စစ်တပ်ကိုထောက်ခံမှနေတယ်ဆိုလူတွေရောမင်းတို့ရောဒီမောင်မောင်လိုလိုဆိုအဲ့ဒါကြပါနောက်ထပ်ဇော်ဘုံအဲ့လိုမျိုးဘောအမျိုးမဖြစ်ဘူးလို့မင်းတို့အမှတ်ခံတာ